ိုင်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ထိုက်စီလေးလုံးတွင်နီကိုတွင်နီတကွာအချင်းပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့တွင်နီမပြခင်မှာသူချာပေးသွားခဲ့တဲ့ပင်ကြီးတွေကိုကျွန်တော်တို့အတူတူလေးလာကြည့်အောင်ပေါ့နော်ထိုက်စီတွင်နီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တွင်နီအတိဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ပြခဲ့တဲ့ဘက်မှာထိုက်စီတွင်နီတွေက ပြတ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီခုနှစ်ချိန်မှာတော့ဒီစီတွင်နေအတိအကနန်လေးလုံးရှိတဲ့နေကိုတူတူလေးလာကြည့်မယ်ပေါ့နော်ဒီလေတုံများတင်းနဲ့ထိတ်စီလင်းလုံးထဲကတုံများလေးတည်ဆူတဲ့အတွက်ကြောင့်မို့တုံများထိတ်စီဖြစ်ပါတယ်။နံပါတ်2ကတော့၈၄၅၆ထိတ်စီလေးလုံးဖြစ်ပါတယ်ဗောနော်။ရှားပြီးသွားတာ၈၆ခွန်ဆူတဲ့အတွက်၈ထိတ်ဖြစ်ပါတယ်။နံပါတ်3မှာလည်း၈၄၅၆ထိတ်စီဒီလေးလုံးထဲက 6တုံများ6ဆွေတွေအတွက်6သလုံးထိစီချပေးသွားတာဖြစ်ပါတယ်။နံပါတ်၄မှာတော့တုံများ6ခွန်ချင်းဆိုပြီးတော့ထိစီ၄လုံးရတာဖြစ်ပါတယ်။6 6ညဆွေတွေအတွက်6သလုံးထိစီဖြစ်ပါတယ်ဗောနော်။နံပါတ်5 9960တီထိစီလေးလုံးထက်က665ဆီရဲ့အတွက်6သလုံးထိစီနေရာချပေးတော့တာဖြစ်ပါတယ်။နံပါတ်6နံပါတ်6မှာလည်း9960ထိစီလေးလုံးပဲထပ်ပြီးရတာပေါ့နော်။ 6ရက်နေ့ဆိုတဲ့အတွက်6ဒိတ်စီဖြစ်ပါတယ်။နံပါတ်9နံပါတ်9မှာတော့တနည်းအရနေ့6 9 3မြအထိစီရတာဖြစ်ပါတယ်။3မြတလုံးထိစီ3မြလေးလေးဖြစ်ပါတယ်။နံပါတ်6နံပါတ်6မှာလည်းနေ့6 9 3မြအထိစီလေးလုံးရတာဖြစ်ပါတယ်။နေ့ထိစီနေ့နေ့တခြားပြီးသွားခေတာဖြစ်ပါတယ်။နောက်ထပ်နံပါတ်9 3မြ6 9 8ထိစီလေးလုံးထဲက8ထိစီ7လေး3ဖြစ်ပါတယ်။ နံပါတ်30မှာလေတုံများ608ထိစီလေးလုံးထက်က၈တလုံးထိစီ663ဆိုပြီးထိစီလေးလုံးထက်က၈တလုံးထိစီချပြီးသွားခဲ့တယ်ပေါ့နော်နံပါတ်7 6234ထိစီလေးလုံးထက်က2တလုံးထိစီ2တုံများ9ဖြစ်ပါတယ်နံပါတ်7မှာတော့9345ထိစီထက်က9တလုံးထိစီ009ဖြစ်ပါတယ်နံပါတ်73တုံများ 6ခွန်8ထိပ်စီ၄လုံးထဲက9တလုံးထိပ်စီခွန်3များ3များဖြစ်ပါတယ်။နံပါတ်14ခွန်3 5ထိပ်စီ၄လုံးထဲက3တလုံးထိပ်စီ3ခွန်ခွန်နံပါတ်15နိ၈၉၃များထိပ်စီ၄လုံးထဲက၈တလုံးထိပ်စီ၈၉၄ဖြစ်ပါတယ်။နံပါတ်၁၆မှာတော့၅၁၃ထိပ်စီ၄လုံးထဲက၅ထိပ်စီ၅၆၃ဖြစ်ပါတယ်။ နံပါတ်19မှာတော့6456ထိပ်စီ၄လုံးထဲက6ထိပ်စီ68ခုဆိုပြီးတော့အကြိမ်ကြီးအဖြစ်16ကြိမ်အထိတရားပေးသွားခဲ့ပြီးပြီဖြစ်ပါတယ်ဗောနော။ဒါလေးကတော့ကျွန်တော်20ဖြစ်ပါတယ်။ကျွန်တော်6က6ကြိမ်မှာ3ကထိပ်စီ20တွေကဖောက်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီ9ကြိမ်မှာတော့တုံများလေးတိကနေရှားပြီးတော့ရှားပေးလာခဲ့တဲ့ထိပ်စီ၄လုံးရှိတဲ့ဤကို ကျွန်တော်တို့မိတ်ဆွေများအထောက်အကူရောင်း training နဲ့တကွာရှင်းပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်နိတုံညာကိုမနိထိစီခွန်ခွန်ကိုခွန်တုံညာတုံညာသုံးခွန်ခွန်ရှိကိုလေ963ရှားရှိခွန်ပေါ့နော်โอเคကျွန်တော်သူရဲ့တွင်နီကို အတူတူလေ့လာကြည့်အောင်လားခင်ဗျာโอเคကျွန်တော်သူရဲ့တွင်နီကို လေ့လာကြည့်မယ်ပေါ့နော် ထိုင်စီလေးလုံးယူတဲ့နေ့ကိုကျွန်တော်တို့တပည့်ရှင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ထိုင်တွေ့တဲ့နေ့ဖြစ်ပါတယ်ဗောနော်။ဒီ140300တပင်ကနေ19လေးရှားပေးသွားတဲ့တပင်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ခွန်ရ9ရဲ့ပေါင်းရှင်းကစနစ်ဒီ6နဲ့6ပေါင်းရှင်းစနစ်ဖြစ်ပါတယ်။6ရဲ့2ရဲ့ပေါင်းရှင်းက8ဒီအနောက်က3ညာနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဗောနော်။ အစဉ်နေ့နဲ့ချစ်ပေါင်း30နေ့နဲ့၃များနဲ့ပေါင်းနေ့ဆိုတဲ့အတွက်နေ့ကို6နဲ့ထပ်ပေါင်းတာကချစ်ဖြစ်ပါတယ်19တုံများယူလိုက်တယ်ပေါ့နော်နေ့19တုံများထိတ်စီလေးလုံးဖြစ်မယ်ခင်ဗျာထူချပြီးတော့ကက19လေးဆိုတဲ့အတွက်ချစ်ထိတ်စီပေါ့နော်ဒါကြောင့်မို့နေ့19တုံများထဲကချစ်ထိတ်စီ19လေးဖြစ်ပါတယ်ဒီရင်နံပါတ်စဉ်က15မှာရေးပြထားတယ်ပေါ့နော်နံပါတ်စဉ်16 9333ရာလေးကိုထပ်ပြီးတည်ကြည့်မယ်ပေါ့နော် ဒီခုနဲ့ငါးနဲ့ယူထားတာဖြစ်တဲ့အတွက်9နဲ့5ပေါင်းတာ14 6နဲ့6ပေါင်းတယ်လို့ဒီ3နဲ့5နဲ့ပေါင်းတာ10ဖြစ်ပါတယ်။ဒီ6နဲ့2နဲ့ပေါင်းထားတယ်လို့မျိုးပဲ9နဲ့3နဲ့ထပ်ပေါင်းတာက10ဖြစ်ပါတယ်။အလေထင်း3များကိုယူတဲ့အတွက်ဒီအလေက9ကိုထပ်ယူတာဖြစ်ပါတယ်ပေါ့နော်။လေရှိကစနစ်နိနေရှိပေါင်း30ဒီမှာ9တလုံးကျန်နေတဲ့အတွက်9ကို6နဲ့ထပ်ပေါင်းတာက17နိ တုံးပေါ့နော်ငါတင်နေတုံးထိစီလေးလုံးထဲကငါ၆တုံးဆိုတဲ့အတွက်ငါတလုံးထိစီနေရာဖြစ်ပါတယ်။ဒါကြောင့်မို့ငါတင်နေတုံးမှာငါ၆တုံးဆိုပြီးတော့နံပါတ်16မှာရေးပြထားတယ်ပေါ့နော်။ပြီးတော့နံပါတ်19ဒီ6456ထိစီရတာကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။အပေါ်ကကျွန်တော်ဒီ9နဲ့9နဲ့ယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအလေက6နဲ့3ပေါင်းရှင်း9ယူမှာဖြစ်ပါတယ်။ ၃နဲ့၅နဲ့ယူတယ်လို့ဒီ၉နဲ့၉ပေါင်းတာ၁၈ဖြစ်ပါတယ်။ခွန်ထိတ်နဲ့တစ်ပိတ်ယူထားတာဖြစ်တဲ့အတွက်၄ထိတ်နဲ့ခွန်ပေါင်းတာ၁၁အလေက၅ကိုယူတဲ့အတွက်၃များအလေကိုထည့်ယူတော့၉နဲ့တစ်ပေါင်း၁၀၈နဲ့၃များနဲ့ပေါင်း၈ရှိကို6နဲ့ပေါင်းတာ14 15 16ပေါ့နော်ရှိ4 5 6ထိပ်စီးသေးက6 6 8ခွန်စုတွေအတွက်ကြောင့်မို့6ထိပ်စီးဖြစ်ပါတယ်ပေါ့နော် ရှင်းလင်းကား6ဒိဋ္ဌိမှာ6ရှိခွန်ဆိုပြီးတော့ဒီနံပါတ်16မှာရေးပြထားတယ်ပေါ့နော်။ဒါဆိုရင်နံပါတ်17ဒီ9ချိန်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။6ရဲ့3ရဲ့ယူတဲ့အတွက်ဒီ8နဲ့3ပေါင်းတာက7 9နဲ့9နဲ့ယူတဲ့အတွက်3နဲ့9က30 4နဲ့9နဲ့ပေါင်းထားတာဖြစ်တဲ့အတွက်7နဲ့3များနဲ့ပေါင်းရှင်း7ဒီအလေက3မြောက်ကိုယူတဲ့အတွက်အလေက6ကိုထပ်ယူတာဖြစ်ပါတယ်။ ဒါဆိုရင်ဒီမှာတင်းနဲ့တင်းနဲ့ကနစ်နစ်နဲ့6နဲ့ပေါင်းရှင်းဆိုတဲ့အတွက်ကြောင့်မို့ရှေ့ကိုလေ6နဲ့တပေါင်းရှင်း74 55 76ဒီကျွန်တော်တို့ဒီခုနှစ်ချိန်မှာတော့ဒီထိသိလေးလုံးတွင်နည်းအရာ8 4 5 6ထိသိဆိုပြီးရတာဖြစ်ပါတယ်ပေါ့နော်โอเคဒါဒီ definition တွင်နည်းအရာကျွန်တော်တို့မရှင်းများလေ့လာလို့ရအောင်သင်ပြပေးရှင်းဖြစ်ပါတယ်ပေါ့နော်တွင်နည်းအရာ8 4 5 6ထိသိဆိုပြီး ရတာဖြစ်ပါတယ်ခင်ဗျာ Okay ဒီ20ကတော့ဒီ3များ4တိကနေတောက်ချက်ကိုဖြာပေးနေတာဖြစ်တယ်ဗောနော Okay ကျွန်တော်ခုနှစ်ချိန်မှာလဲတပီဖြာပေးသွားမလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမယ်ဗောနော6656ထိပ်စီဖြစ်ပါတယ်ခုနှစ်ချိန်အတွင်းကျွန်တော်ထိပ်စီရပြီဖြစ်ပါတယ်ဗောနော်ထိပ်စီက၄လုံးဖြစ်ပါတယ် ရှင်းလေးငါချောက်ထိတ်စီဆိုပြီးရတယ်ပါနော်အလေးထင်ကလည်းကျွန်တော်တင်ပြထားပြီးပြီဖြစ်ပါတယ်ခင်ဗျာအလေးထင်ကလည်းကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်6ချိန်မှာရှားပြီးသွားခဲ့တယ်နီးအဆက်ဖြစ်ပါတယ်ပါနော်336တုံများလေးတစ်ချောက်ခွန်6တုံများ6 6 6နည်းအလေးထင်ကတော့၃လုံးထဲဖြစ်ပါတယ်ခင်ဗျာနီးနီးတစ်ရှင်းလေး၃ရှင်းချောင်း၃နှစ်တုံများ9 9 9 ်ဒီတပတ်မှာတော့ကျွန်တော်တွင်နေ့အရာ245အနေထိန်ဆွေးပြရတာဖြစ်ပါတယ်ဗောနော245အနေထိန်ဖြစ်ပါတယ်ကျွန်တော်အပိတ်ကိုကျွန်တော်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာအာထပ်မှတင်ပြဖို့ရှိတယ်ဗောနော Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကြပါစိတ်ချမ်းသာပြီးတော့ကကြီတုံးပါကြော်လွားနိုင်ကြပါစေခင်ဗျာ